သသားစကားပဲပြောကြတာပေါ့ဒီတို့ကတောင်မျိုးတွေဗျာအသေးခွတ်မှာသေရဆိုတာမရှိဘူးအသေးခွတ်မှာရှင်းရှင်းလေးပဲအသေးပဲခံလိုက်ရမယ်ပေါ့နော်ရှင်းရှင်းလေးပဲမင်းကားကိုနိုင်အောင်ခွတ်လေနော်နိုင်အောင်ခွတ်အသေးပဲခံလိုက်ရမယ်ညီတို့ဘယ်တော့မှညှိနှိုင်းမှာမဟုတ်စကားဝိုင်းမှာညှိနှိုင်းမဲ့ထဲမှာတော့ညီတို့ဘောတော့အညာတက်ရင်မဟုတ်ပါဘူးအဲဘောတော့ PDF ပေါ့နော် PDF တက်တရားလုံးအဲအတူတူပဲလို့ထင်ပါတယ်ညီတို့ပဲပေါ့နော်သေရတဲ့ကောင်နေအများကြီးရှိချမယ်ကျွန်တော်တို့ကအပြတ်ချဒီဘွဲကရှုံးလို့မရတဲ့ဘွဲမဟုတ်ဘူးဗျာ နိုင်မှာဖြစ်မယ်ပွဲချုံးနေဆိုတဲ့ကမရှိဘူးစောကြီးကနေနိုင်မယ်ဆိုတဲ့ခံယူချက်နဲ့လာတဲ့កောင်နေဖြစ်တယ်အဲ့တော့じゃတော့အဆုံးအထိတိုက်ဒီအာနာရှင်စနစ်ကိုကျွန်တော်တို့ကအကိုင်းလေးရင်ချိုးပါမို့အမြင့်ကပါလှန်ပလိုက်စစ်ကောင်တွေကစစ်ကြောင်းထိုးလို့လူအယောက်တရာပေါ့နော်အယောက်တရာနဲ့ထိုးပြီဆို80လောက်ကပေါ်တာဆွဲတဲ့កောင်နေကြီးပဲတော့လူငယ်တွေမျိုးပေါ်ကလူငယ်တွေပေါ်တာဆွဲတဲ့လူတွေကြီးပဲ20လောက်ပဲသူတို့စစ်ကောင်စီရေပေါ့နော်တန်တွေတက်ပါကျန်တဲ့80လောက်ကမိလို့ရှိရင်တော့တနာကမာနဲ့ ဲ့လိုမျိုးတွေပေါ့နော်လူငယ်တွေကိုတော့ကိုချင်းစားတယ်ဗျညီတို့လည်းလူငယ်ပဲအဲ့တော့ကြတော့မင်းတို့မျိုးပေါ်မှာနေပြီးတော့တည်ရမလားလပိတ်လေးတောက်လိုက်ဂိန်းလေးစော်လိုက်ဒီရမလားဘီယာလေးတောက်လိုက်အဲကော်မလေးနဲ့ရှောက်သွားလိုက်လုံးနေနဲ့ဒီချိန်ကရွေးချယ်ဘယ်ဟာကိုရွေးချယ်မှလဲကြားနေတယ်ဆိုတာမရှိတော့ဘူးဒါနောက်ဆုံးပွဲဖြစ်နေပြီနောက်ဆုံးပွဲပဲအဆုံးဖြတ်ပြီးမဲ့ပွဲတစ်ခုဖြစ်နေပြီဒီချိန်ကအဲ့တော့ကြတော့ဘက်ရွေးတော့အကြိုက်တဲ့ဘက်ကိုရွေးတော့စေအုပ်စုကိုပဲနိုင်မင်းဖြစ်စေခြင်းနေတဲ့အတယုတ်ကိုပေါ့နော်ကျွန်တော်တို့ တော့တုတ်ဖို့တော့လိုပြီဗျဒါတည်ရမလားကျွန်တော်နိုင်ငံတကာတွေတည်ရမလားကျွန်တော်ဗားရင်ကျွန်တော်ဂီးမဆိုင်ဒါပေမဲ့ကျွန်တော်တို့ကရှင်းရှင်းလေးပဲကျွန်တော်တို့တော်လန်ကြီးကိုထိပါလာပြီဆိုရင်တော့တူတူတူတည်ရမလားကျွန်တော်တရုတ်မကလို့တည်ရမလားငကားအဖေဖြစ်ဖြစ်ကျွန်တော်တို့ဒီချိန်မှာတော့ပြန်ပြီးတကွာလောက်တော့ပြန်ပြဖို့လိုပြီလို့တော့ကျွန်တော်မြင်တယ်ဒီကနေ့အော်တိုဘာလ29ရက်နေ့မှာပဲတောင်းပလောင်တက် TNL ကစစ်ကောင်စီနဲ့အပြစ်အခတ်ရစဲပြီးမိုးကုတ်နဲ့မိုးမိတ်မြို့တွေကနေစုပ်ပေးရတော့မယ်လို့သိရပါတယ် ဒီသတင်းကြောင့်တော်လန်ရဲ့အလေးထားကြသူအလုံးစိတ်မကောင်းဖြစ်ကြရမယ်လို့ထင်ပါတယ်။အခုတင်ဆက်ပေးချင်တာကတော့မြင်းကြံဘလက်တိုက်ကားအဖွဲ့ခေါင်းဆောင်ဘိုးမိုက်ခဲရဲ့အတက်စရာရဲရဲတောက်ပြောဆိုချက်တွေပဲဖြစ်ပါတယ်။ online ကတော်လန်ပြည်သူတွေတောင် အခုချိန်မှာစိတ်တက်မကြအောင်စူးစားအာယူနေရတဲ့အချိန်ဖြစ်ပေမဲ့မြမပြည်ရဲ့လေပိုင်းလိုအညာဒေတာမှာကိုတိုင်းတိုက်ပွဲလဲဝင်ရင်ပြောသွားတဲ့ဘုံမိုက်ခဲရဲ့ဇကားတွေကတကယ်ကိုခွန်အားရစေမှာပါ ဘူမိုက်ခဲကတော့စစ်ကောင်စီရဲ့စစ်ကြောင်းထိုးလာရင်180လောက်ကပါစတွေဖြစ်နေတာကြောင့်မြို့ပေါ်ကလူငယ်တွေအနေနဲ့ကိုလန်းကိုရွေးချယ်ကြဖို့အချိန်တန်ပြီလို့လဲဆိုပါတယ်တရုတ်ကစစ်တပ်ကိုကူညီအားပေးနေတဲ့အပေါ်တရုတ်ကိုပြက်ပြက်သားသားပညာပေးဖို့လိုပြီးဆိုတာတွေရဲ့ ရွေးကောက်ပွဲမတိုင်ခင်မှာထိုးစစ်ကြီးလှုပ်ဖို့လိုနေပြီးအန်ယူဂျီနဲ့ပတ်သက်ပြီးသူအားမရတဲ့အကြောင်းတွေကိုလည်းရဲရဲရင်ရင်ပွင့်ပွင့်လင်းလင်းပြောဆိုသွားပါတယ်။ဘယ်လိုပြောရမလဲရှင်းရှင်းလေးပဲလေနော်သူတို့ဒီထိုးစစ်စင်လေပေါ့ဟုတ်ပါတယ်မန်နေဒီသူသစ်စင်နေကြီးတို့ဒီမင်းကြံဆိုတာထက်ပေါ့နော်မင်းကြံခရိုင်လို့ပြောရင်ပူမန်တာဗောတခရိုင်လုံးပိတ်ထိုးနေရပဲထိုးခွေးရတော့အကုန်လုံးပိတ်ထိုးနေရပဲဒါပေမဲ့ရသလောက်တော့ခုခံပြီးတော့ပေါ့နော်ကာကွယ်နေရအကောင်းဆုံးနေစူးစမ်းနေရအဲဒါပေမဲ့တေချာတာတစ်ခုကတော့ပေါ့နော်သူတို့စိတ်ကြိုက်လုံးနိုင်မှာတော့မဟုတ်ဘူးဗျ ဘာလို့လို့ဆိုတော့ကျွန်တော်တို့ကအညာသူညာသားပေါ့နော်အရင်ကနေ့ကစကားရှိခဲ့တယ်အညာသူညာသားနှလုံးသားမှာအသေးမှာနော်သိရမလားတောင်းလို့ပဲသိရမလားအသေးခွတ်မှာသိရမလားအနိုင်ရှုံးဆိုတာအသေးအသေးအသေးနဲ့ပဲဆုံးဖြတ်တဲ့အထိပေါ့နော်အဲ့လောက်ထိသေးမှာလေညာသူညာသားတွေပေါ့ရှင်းတယ်ပြတ်တယ်ပေါ့နော်ရှင်းတယ်ကျွန်တော်တို့ကမပီးဘူးဘယ်လိုပြောရမလဲပြီးသူကလည်းအဲ့လိုပဲဖြစ်လက် ပြည်သူနေလည်းအဲ့လိုပဲဖြစ်နေမယ်ဒါပေမဲ့လက်နက်ကင်ထားတယ်ပေါ့နော်အဲဘယ်လိုပြောရမလဲလက်နက်ကင်ပြီးတော့ပြည်သူကိုနိုင်ကျင့်နေတဲ့စစ်တပ်ကတော့သူ့အနေနဲ့ပေါ့နော်အမျိုးမျိုးပုံပုံသူကြိုးစားလိုက်မယ်ဗျဖြစ်အောင်ကြိုးစားလိုက်မယ်မရရအောင်လည်းလုပ်လိုက်မယ်အဲ့တော့ညီအစ်ကိုနဲ့နှစ်မျိုးပဲပြောကျင်တယ်ပေါ့နှစ်နှစ်ပဲဟုတ်ပြီငါတို့နေဒီမှာပေါ့နော်မင်းတို့မဲမပီးဘူးဆိုပြီးတော့ဆိုရှယ်ပလက်ဖောင်းအပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်ဘလူနီးနဲ့ပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့သိအောင်လုပ်ဖို့အဲပြည်သူတွေဘက်ကအရေးကြီးတယ်အဲ့ဒါနံပါတ်1တစ်ချက်ပေါ့ဒါမှမဟုတ်ဘူးဆိုရင်တော့သိရမလား မျိုးမျိုးပုံမှာရှိတဲ့ပြည်သူတွေနဲ့မဲကိုသွားမပေးတဲ့မဲ့ပေါ့နော်ကျန်တဲ့ကိစ္စတော့တော်လိုင်းကြီးတက်တွေဘာဆက်လုပ်ရမလဲဆိုတာကိုယ့်လုပ်ကိုဆက်လုပ်ကိုလိုတယ်ဗျဘာလုပ်ရမလဲဆိုတာတော့ညီကိုမေးနေပေါ့နော်အဲဒါလက်နက်ကင်တော်လိုင်းကြီးတက်တိုင်းသိတယ်ကျွန်တော်တို့ဘယ်လိုလုပ်သင့်ရလဲဆိုတာသိတယ်အဲ့တော့လုပ်သင့်လုပ်ထိုက်တာကတော့လုပ်ဖို့ချိန်ရောက်ပြီးရင်ပေါ့နော်ကျွန်တော်တို့ကနိုင်မင်းကိုလောင်းတဲ့အစစ်မဟုတ်တဲ့မဲ့ပေါ့နော်စေအုပ်စုကိုပဲနိုင်မင်းဖြစ်စေချင်နေတဲ့အတယုတ်ကိုပေါ့နော်ကျွန်တော်တို့တော့တုတ်ဖို့တော့ လိုပြီဗျဒါသိရမလားကျွန်တော်နိုင်ငံတကာတွေသိရမလားကျွန်တော်ဗားရင်ကျွန်တော် view ဆိုင်ဒါပေမဲ့ကျွန်တော်တို့ကရှင်းရှင်းလေးပဲကျွန်တော်တို့တော်လန်ကြီးကိုခီပါလာပြီဆိုရင်တော့တူတူတူသိရမလားကျွန်တော်တရုတ်မကလို့သိရမလားငကားအဖေဖြစ်ဖြစ်ကျွန်တော်တို့ဒီချိန်မှာတော့ပြန်ပြီးတကွာလောက်တော့ပြန်ပြဖို့လိုပြီလို့တော့ကျွန်တော်မြင်တယ်ကျွန်တော်တို့အကောင်းဆုံးပြန်ကြိုးစားဖို့လိုတယ်ဘာကြောင့်လဲဆိုတော့အညာသူအညာသားတွေရထားတဲ့နယ်မြေတီကျွန်တော်တို့ viewer မျိုးလက်နက်တွေပေါ့နော်အဲရှိလို့ရထားတာမဟုတ်ဘူးဗျအသက်တွေပေးပြီးတော့တရေပြီးတိုက်ထားတာဘယ်သူမှလည်းလာကူထားတာမဟုတ်ဘူးကျွန်တော်တို့အညာသူအညာသားတွေသွေးတွေချွေးတွေကျွန်တော်တို့လူငယ်တွေရဲ့ အသက်တွေနဲ့ကျွန်တော်တို့ကဘောတော့ရယူထားတဲ့နေအိမ်တွေဖြစ်တယ်။ပြည်သူဆိုတာလည်းအဲ့လိုပဲကျွန်တော်တို့ရှေ့တန်းအထိပေါ့နော်တိုက်ပွဲဖြစ်နေတော့မှပဲငါသားလေးတွေရော့ထမင်းထုတ်ဆိုပြီးတော့လာဖို့တဲ့ပြည်သူမျိုးတွေကျွန်တော်တို့အိမ်ကြီးရှုပ်နေတော့မှပဲတဲထိုးနေမယ်ရော့တစ်ဆောင်ရှိရင်900ငါသားတွေအတွက်900ငါတို့ကျမ်းမာရေးအတွက်ဆိုပြီးတော့နေတဲ့ညာသူညာသားတွေအသေးရတော့မာတယ်ဗျဘယ်တော့မှမဲပေးမှာမဟုတ်ဘူးဒါပေမဲ့တခုတော့ရှိတာပေါ့နော်လက်နက်ကင်ပြီးတော့ဖမ်းဆီးပြီးတော့ညီတို့ဂျွမ်းနမယ်တွေတော့မပြောတော့ဘူးပေါ့နော်ညီတို့ဘက်မှာဖြစ်သွားတယ်တခုရှိတယ်ဗျ စစ်ပေးဆောင်ပြီးသူတွေပေါ့နော်ဖမ်းပြီးတော့ဒီလက်မှတ်တွေထိုးခိုင်းတာပေါ့မဲဒီမှာအဲ့ဒီဟာတွေကခုကနေ့ကစလုံနေပြီဆေးအုပ်စုကလေဘယ်တော့ဒီရုံမှာလဲဆိုတော့အဲ့တော့ကြာညီတို့ဘက်ကပြက်ပြက်သားသားကိုဆုံးဖြတ်ရမယ်ချင်းရောက်ပြီโอเคဟုတ်ပြီမင်းတို့ရတယ်လုမဲထဲမှာလားโอเคပြည်သူနေရတော့ရှင်းတယ်ဗျပြည်သူကတော့မရှိပြည်သူကမဲထဲမှာမဟုတ်အဲ့တော့ကြာတော့ဆုံးတော့ပြောတဲ့နှစ်ချက်ကိုပေါ့နော်တော်လိုင်းသမားတွေဘက်ကလောက်ရမယ်တစ်ချက်နဲ့ပြည်သူတွေဘက်ကလောက်ရမယ်ချက်ကိုပြက်ပြက်သားသားလောက်ရမယ်ချင်းရောက်ပြီပြီးရင်ဆေးအုပ်စုဘက်မှာကာပါပေးနေတဲ့ကောင်တရုတ်ကျွန်တော်တို့ ကြက်ပြတ်တတ်တာပေါ့နော်ကျွန်တော်တို့ဆုံဖြတ်သိမိလို့ထင်ဘာမှကြောက်စရာမလိုဘူးဗျာဟုတ်စစ်သားဆိုတော့စစ်သားစကားပဲပြောကြတာပေါ့ညီတို့ကတောင်းမျိုးတွေဗျာအသေးခွတ်မှာတည်ရေဆိုတာမရှိဘူးအသေးခွတ်မှာရှင်းရှင်းလေးပဲအသေးပဲခံလိုက်ရမယ်ပေါ့နော်ရှင်းရှင်းလေးပဲမင်းကားကိုနိုင်အောင်ခွတ်လေနော်နိုင်အောင်ခွတ်အသေးပဲခံလိုက်ရမယ်ညီတို့ဘယ်တော့မှညှိနိုင်မှာမဟုတ်စကားဝိုင်းမှာညှိနိုင်မယ်ထဲမှာတော့ညီတို့ဘောတော့အညာတက်ရင်မဟုတ်ပါဘူးဘောတော့ PDF ပေါ့နော် PDF တက်တရားလုံးအဲအတူတူပဲလို့ထင်ပါတယ်ညီတို့ပဲပေါ့နော်အဲ့တော့ကြတော့ရှင်းရှင်းလေးပဲ ကျွန်တော်တို့ကတောင်းမျိုးတွေဖြစ်တယ်အသေးခွတ်ပါဗျအဲပြီးတော့ကြတော့ဗောနောတိတ်ပြီးတော့လဲဗောနောအခြားဒီဆေးဥစုနဲ့ပတ်သက်ပြီးတိတ်ပြီးတော့လဲအပြောင်းလဲတွေဓာတ်ကြီးဖြစ်လာမယ်လို့ညီမထင်ဘူးဗျတိတ်ပြီးတော့လဲစိုးရင်စရာမလိုဘူးဘာကြောင့်လဲဆိုတော့အခုကနေကဗောနောကျွန်တော်တို့ဒီအာဆီယံနိုင်ငံအပါအဝင်ဗောနောဒီနိုင်ငံတကာအတိုင်းဝိုင်းကကျွန်တော်တို့ပြည်သူတွေရဲ့ခံစားချက်ကျွန်တော်တို့ပြည်သူတွေရဲ့ဗောနောကြုံတွေ့နေရတဲ့ဒုက္ခကိုလက်လူရှုထားတာပဲအခုလဲရှုထားတာပဲဘသူပါကူညီလို့တော့ကျွန်တော်တို့ရှင်းရှင်းလေးပဲလေအခုအခုလဲကျွန်တော်တို့လက်လူရှုထားတာပဲကျွန်တော်တို့ကဒါ ဥပဒေတွေအရအတိအမလားလူသားစာနာတွေဘာတွေညာတွေကျွန်တော်တို့လုပ်နေတယ်ဒါပေမဲ့ဘယ်နိုင်ငံကကျွန်တော်တို့လာပြီးရောမယ်တစ်ချက်ကြည့်လို့လဲဗျအခုချိန်ထိလဲမကြည့်ခဲ့ပါဘူးရှင်းရှင်းလေးပဲတကယ်တမ်းကဗကူလာတမကလို့ဖွဲ့စည်းမျိုးတော်မှာမရှိသင့်တော့ဘူးလို့ညီရထင်လေဗျဘာကြောင့်လဲဆိုတော့ရိုင်းရိုင်းပြောရမယ်ဆိုရင်တော့မခုကတော့အားနာပါတယ်သူတို့ရှင်းမှာမရင်းကျင်နေတော့ဟာကျွန်တော်တို့ကတော့ကန့်ကွက်ပါတယ်စိုးရင်ရပါတယ်ဒါကတော့မဖြစ်သင့်ပါဘူးဆိုတဲ့အနေထားတွေပဲဟိုတော့ပြောနေတာတကယ်လက်တွေ့ကြကြသူတို့မှလုတ်ပြီးနိုင်တာဘာမှမရှိဘူးဗျဘာမှလည်းလုတ်မထားဘူး ပြီးရင်ပေါ့နော်အဲ viewer မြောက်တဲ့ viewer မြောက်ပေါ့နော်ဘလို့ခင်းချင်းမျိုးလောက်ရမလဲဆိုတာပူပူလင်းလင်းပေါ့နော်ညီရှိမှပြောခဲ့သလိုပေါ့ညီတို့ဒီအညာဘက်မှာတကယ်တမ်းတော့ကြီးစံနေတဲ့နယ်မြေကိုရယူသွားတာဆိုတာထက်ညီတို့အသက်တွေချွေးတွေတည်းတွေလူငယ်တွေရဲ့ပေါ့နော်ကုလက်အင်္ကာတွေကိုစွန့်လွတ်ပြီးရောဒီနယ်မြေတွေကိုရအောင်ယူခဲ့ရတာဖြစ်တယ်ဗျအဲတခါတလေကြတော့ပေါ့နော်ညီတို့ကတော်တော်လေးဆိုးတယ်ဗျ viewer မြောက်လောက်ချင်တယ်ဆိုလို့ရှိရင်တော့ရှင်းရှင်းလေးပဲသူတို့ရွေးကောက်ပွဲနေ့လုံးမဲ့နေ့ကိုတတိယ line တို့မဟုတ်ဒီရေးတာထပ်ခေါ်ပြီးတော့ကျုံးပလိုက်တော့အဲ့လိုမျိုးကျုံးပါရ အဲ့လိုမျိုးကြုံးမှုဆိုရင်တချို့မေးခွင်းနေရပါတော့ညီတို့ကညီတို့ကိုမေးရမယ်ဆိုပါတယ်ညီတို့ရဲ့ဆိုးရဖြစ်တယ်အန်ယူဂျီကိုမေးရမယ်ဗျပုံမလင်းနေပြောရမယ်ဆိုခုချိန်ထိညီတို့ကိုအန်ယူဂျီကလောက်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 ပေါ့နော်ချပေးထားတာဘာမှမရှိသေးဘူးအဲ့လိုမျိုးပေါ့နော်သူတို့ကိုမေးရမယ်မင်းတို့ရောဘာဖြစ်ချင်လို့ဆိုတော့တခါလေညီတို့ကပြန်မေးချင်တာပေါ့နော်ခုအဆိုးရကိုအဲဆရာတို့ဘယ်လိုလုပ်ချင်လဲပေါ့အဲ့လိုမျိုးပြန်မေးရဘာလို့တော့ခုချိန်ထိကအားလုံးကပြည်သူအားနဲ့ကုတူကိုထားပဲယုံနေရတာပေါ့နော်ကျွန်တော်အဆိုးရရဲ့လမ်းညွန်ချက်ဆိုတာမပါသေးဘူးခုချိန်ထိကိုမပါသေးရ ဘောနော်ကျွန်တော်တို့ကလိုင်းပေါ်ကနေပြီးတော့ပဲနော်ဘာဖြစ်တင်ပါလဲညာဖြစ်တင်ပါလဲဘလူလောက်ပါမလဲထွေထွေထူးစစ်ကြီးလောက်ပါမလဲနှိုက်ခံနေရတာပဲဘာထွေထွေမှထူးစစ်မဟုတ်ကျွန်တော်တို့ထွေထွေခံစစ်ကြီးလုံးနေရတယ်အခုချိန်ကြီးအဲ့တော့ကြတော့ရှင်းရှင်းလေးပဲကျွန်တော်တို့ထွေထွေထူးစစ်လုံးပါလားတကယ်လုံးပါလားရတယ်အသက်ပေးမဲ့ကောင်နေအစင်တင်မဲ့ကျွန်တော်တို့ပေါ်တယ်ညာမှာလူပေါ်တယ်သိရတဲ့ကောင်နေအများကြီးရှိတယ်ချရမယ်ကျွန်တော်တို့ကအပြတ်ချဒီဘွဲကရှုံးလို့မရတဲ့ဘွဲမဟုတ်ဘူးဗျာနိုင်မှာကိုဖြစ်မဲ့ဘွဲရှုံးနေဆိုတဲ့ကမရှိဘူးစောကြီးကနေနိုင်မယ်ဆိုတဲ့ခံယူချက်နဲ့လာတဲ့ကောင်နေဖြစ်တယ် ဲ့တော့ကြတော့အဆုံးထိတိုက်ဒီအာနာရှင်စနစ်ကိုကျွန်တော်တို့ကအကိုင်းလေးရင်ချိုးမှာမဟုတ်အမြစ်ကပါလှန်ပလိုက် ရှင်းရှင်းလေးပဲနောက်တစ်ခါအာနာရှင်စနစ်ဆိုတာကျွန်တော်တို့နောက်ကလေးတွေနောက်လူငယ်တွေကြာလို့ရှိရင်ကျွန်တော်တို့တမိုင်းစာအုပ်ထဲမှာပေါ့နော်ပြန်ဖက်ရတဲ့ခေတ်မျိုးကိုရအောင်ကျွန်တော်တို့ပြန်လှုပ်ရမှာဖြစ်အဲ့တော့ကျွန်တော်တို့အမြင့်ကလန်းမှာဖြစ်တဲ့အတွက်တခါလေးလန်းဖို့အားတော့ရှိဖို့လိုတယ်ကျွန်တော်တို့အစိုးရလိုသတ်မှတ်ထားတဲ့အစိုးရဒီလိုမျိုးဖြစ်စီခြင်းရောလားဆိုတာကျွန်တော်တို့ကတခါလေးဒီ Zoom meeting ထဲမှာပေါ့နော်အဲ့လိုအစိုးရဘိုင်းကလူတွေကိုထဲဖို့တော့လိုတယ်ဗျတခါလေးကြာတော့လေသူတို့ပြန်မေးဖို့တော့လိုတယ်ဘာကြောင့်လဲဆိုတော့သူတို့ပုံမှာအများကြီးမှုကြီးပါတယ်ဟုတ်လက်ရှိလောဆယ်နေထားမှာညီတို့ပေါ့နော် အဲဆွမ်းတော့ပြောသလိုပေါ့ရွေးကောက်ပွဲစားမယ်နေ့လားဒါမဟုတ်ရွေးကောက်ပွဲမစားခင်လားညီတို့ကအထူးစစ်တစ်ခုဒါမှမဟုတ်တတိယလိုင်းလားဒီ day တစ်ခုခေါ်ပြီးတော့ကျုံးမှုတော့လို့ပြီဗျကျုံးမှုတော့လို့ရှင်းရှင်းလေးပဲညီတို့ရှောက်နေတဲ့ပန်းတိုင်းပေါ့နော်ညီတို့ရှောက်နေတဲ့လမ်းကြောက်အောင်သွားနေတဲ့ပန်းတိုင်းမှာဝင်ရှုပ်ရှုပ်တဲ့កောင်မှာကျုံရမှာတကယ်တမ်းတော့ဒီအခြေအနေမျိုးဒီရက်လိုဟာမျိုးဟာညီတို့ ဒီဇွန်းမှာစုံမယ်ဆိုရင်တော့ကိုယ့်အိမ်ကိုပေါ့နော်ကိုယ့်အိမ်ကိုမှနေပြီးစုံရမယ်အနေထားတစ်ခုပါနိုင်နေပါတကယ်တမ်းတော့ပေါ့နော်ဝင်ရှုပ်တဲ့လူတွေရှိနေလို့ပေါ့နော်တကယ်တမ်းတော့ရှင်းနေကြညီတို့ကဘာမှ view site မနေနဲ့တိထဲကြောက်စရာလည်းဘာမှမရှိတော့ညီတို့အနာဂတ်တွေလည်းမှောင်ဖုံးနေကိုရှောက်မဲ့လမ်းမှာဝင်တားရင်သူ့ငကားတွေတရုတ်တွေနားမလဲအကုန်လုံးဝင်ပြီးတော့ကြည့်ရမလားရှုပ်ကိုလမ်းမှာရှုပ်နေတော့ရှင်းပလိုက်ဖို့လိုတယ်ဗျာကြည့်ရမလားအဲ့လိုပုံစံမျိုးနဲ့ညီတို့တွားနိုင်မှရတယ်ပြီးလို့ရှိရင်ညီတို့အခုပြဿနာအဓိကပြဿနာပါလဲဆိုတော့စစ်ကောင်တွေကစစ်ကြောင်းထုတ်လို့ လူအယောက်တရာပေါ့နော်အယောက်တရာနဲ့ထိုးပြီးဆို80လောက်ကပေါ်တာဆွဲတဲ့ကောင်တွေကြီးပဲတော့လူငယ်တွေမျိုးဘွားလူငယ်တွေပေါ်တာဆွဲတဲ့လူတွေကြီးပဲ20လောက်ပဲသူတို့စစ်ကောင်စီရေပေါ့နော်တန်တွေတက်ပါကျန်တဲ့80လောက်ကမိလို့ရှိရင်တော့တနာကမာနဲ့အဲ့လိုမျိုးတွေပေါ့နော်လူငယ်တွေကိုတော့ကိုချင်းစားတယ်ဗျညီတို့လည်းလူငယ်ပဲအဲ့တော့ကြတော့မင်းတို့မျိုးပေါ်မှာနေပြီးတော့သိရမလားလပိတ်လေးတောက်လိုက်ဂိမ်းလေးစော်လိုက်သိရမလားဘီယာလေးတောက်လိုက်အဲ့ကော်မလေးနဲ့ရှောက်သွားလိုက်လုံးနေနေဒီချိန်ကရွေးချယ်ဘယ်ဟာကိုရွေးချယ်မှလဲကြားနေတယ်ဆိုတာမရှိတော့ဘူးဒါနောက်ဆုံးပွဲဖြစ်နေပြီနောက်ဆုံးပွဲပဲ အဆုံးဖြတ်ပြီးမဲ့ပွဲတစ်ခုဖြစ်နေပြီဒီချိန်ကအဲ့တော့ကြတော့ back ရွေးတော့အကြိုက်တဲ့ back ကိုရွေးတော့ညီတို့အနေနဲ့လည်းညီတို့လမ်းကိုတော့ရှုပ်ရင်တော့ရှင်းရတော့မယ့်အချိန်ရောက်ပြီအဲ့တော့ကြတော့ညီတို့ကတော့ရှင်းရှင်းပဲပြက်ပြက်ပဲကိုလမ်းကိုရှုပ်ရင်တော့ကိုကြောက်အောင်သွားမယ်ပန်းနိုင်အောင်ဘယ်လိုရှုပ်ဘယ်လိုစူးမျိုးပဲဖြစ်ဖြစ်ရှင်းပလိုက်မှာတခါလဲအမြင့်ပါပြန်ထွက်မှာဆိုလို့မိပါရှုပ်ရင်ရှုပ်ပလိုက်မယ်အဲ့ဒီစူးတွေကိုအဲ့လိုမျိုးထိညီတို့ကသွားမှာဖြစ်တယ်အဲ့တော့ကြတော့မျိုးပေါ်မှာရှိတဲ့လူငယ်တွေအနေနဲ့လည်းအကူဆိုင်ပါအဲဘာပဲဖြစ်ဖြစ်ဒီချိန်မှာရွေးချယ်ပါလူငယ်ဒီတိုင်းပြည်ရဲ့အနာဂတ်ဖြစ်ပါလေ တိုင်းပြည်ရဲ့အနာဂတ်ဆိုပြီးတော့ဗောနော်လက်ရှိပြဿနာပံမှာတော့ငါတို့လူကြီးတွေဖယ်မပေးဘူးဆိုပါလေဖြောက်တင်နေကြတော့လူငယ်လက်ရှိပြဿနာပံမှာလေလူငယ်တွေအတတ်တရပါဝင်မှာလူငယ်တွေဆုံးဖြတ်ပါခဏတာပျော်ရွှင်မှုကိုရွေးချယ်မှာလားကျွန်တော်တို့ခေဆက်ဆက်မှာပျော်ရွှင်မှုကိုလိုချင်တာလားခေဆက်ဆက်မှာပျော်ရွှင်မှုကိုလိုချင်တယ်ဆိုဒီအမှောင်တို့ကိုကျွန်တော်တို့အတူတူဖြိုးဖို့လိုပြီးအဲ့တော့ကြတော့အတူတူရုံးမှရမယ်အဲ့တော့လူငယ်တွေအနေနဲ့ကျွန်တော်တို့ရွေးချယ်ပါလို့ကျွန်တော်ကတော့ပြောချင်တယ်ပြီးရင်ကျွန်တော်တို့ဘလို့အခက်အခဲမျိုးပဲရှိရှိညီတို့တွေ န်းတိုင်ကိုရောက်အောင်သွားမယ်ရှိနေတဲ့အမှိုက်ကိုလည်းရှင်းပြဖို့လိုပါတယ်ရှင်းရဲဖို့လည်းလိုတယ်ရှင်းတော့မယ်လို့လည်းညီတို့အဲညီတို့ရဲ့ညီကိုတွေကိုယုံကြည်ပါတယ်ညီကတော့ရှင်းတော့ပါဗျာဟာပွင့်လင်းပြော